ုံမြင်ဆန်ပေါ်ပါတော်လည်းမှု မရှိဘူးဖုံးဘက်ထရီခဏခဏကုန်မြန်တယ်ဖုံးတူလောင်ထမ်းဖြစ်တဲ့ internet storage ထဲမှာဘာဖိုင်မှများများဆဆမထည့်ထားရပေနဲ့ဖုံးတူလောင်ထမ်း internet storage တွေခဏခဏပြိနေတာတွေ play store ပေါ်က application တွေ auto update download ဆွဲနေတာတွေဖြစ်နေတယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ဒီ video ကိုဆုံးအောင်ကြည့်ရှုတော့ကိုဖိတ်ခေါ်ပါရစေမင်္ဂလာပါဒီ video ထဲမှာတော့ကျွန်တော်တို့ရဲ့ဖုံးကအခဏခဏ battery တွေကုန်မြန်တာတွေကျွန်တော်တို့ရဲ့ဖုံးတူလောင်ထမ်းဖြစ်တဲ့ internet storage ထဲမှာဘာဖိုင်မှများများဆဆမထိတ်ထားပါပေနေလေကျွန်တော်တို့ရဲ့ဖုန်းအင်တာနက်စတိုရီကခဏခဏအပြိသွားတာတွေ Play Store ပေါ်က application တွေ auto download ဆွေးနေတာတွေပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းမျက်နှာပြင်ဖုန်း screen ဟာမျက်စံပေါ်ပါတော်လည်းမှုမရှိပဲထင်းငော့တာတွေဖြစ်နေတယ်ဖုန်းကလဲနေတယ်ဆိုလို့ရှိရင်ဒီ video ထဲမှာအဲ့ဒီပြဿနာတွေကိုဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုရင် video ကိုဆောင်းအောင်ကြည့်ရှုတော့ဖို့ဖိတ်ခေါ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီကိုယ့်ရဲ့ ဖုန်းထဲကဘက်ထရီတွေကိုအသုံးမပြုပါပင်နေလေအလူလူနေရင်လည်းကျွန်တော်တို့ကုံတော်တက်တဲ့အကြောင်းလေးကိုအရင်ဆုံးပြပြပေးမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံးကိုဖုန်းထဲကနေပြီးတော့ဒီ location ကိုတစ်ချက်လိုက်ပြီးတော့ရှာလိုက်ပါเนาะဒီမှာ location လေးပုံမှာကျွန်တော်တို့လက်ညှိုးလေးနဲ့ချက်ချောင်းလေးဖိထားလိုက်ပါ Wi-Fi and Bluetooth scanning ဆိုတဲ့ညာလေးကိုလိုက်ပြီးတော့ရှာလိုက်ပါ Wi-Fi and Bluetooth scanning ဆိုတဲ့ညာလေးကိုတွေ့ပြီဆိုလို့ရှိရင်တော့ဒီထဲကို claim နေပြီးတော့တစ်ချက်ဝင်သွားလိုက်မယ် တကယ်လို့မိတ်ဆွေကဒီ wifi scanning နေရာမှာအခုလို့ on လုပ်ပြီးတော့ print ထားတယ်ဆိုရင်မိတ်ဆွေရဲ့ wifi ကိုမိတ်ဆွေကအတုံးမပြူပါပြင်နေလေ wifi ကနေပြီးတော့ တခြား wifi set တွေ wifi တွေကိုလိုက်ပြီးတော့ scan ဖတ်ပြီးရှာနေတာဖြစ်တဲ့အတွက်ကြောင့်နောက်ကန် background မှာအလုပ်တော်တော်လေးလုပ်နေတာဖြစ်ပါတယ်ဖုန်းကတော်တော်လေးကိုအလုပ်လုပ်ရတယ်ဗောနော်အဲ့လိုအလုပ်လုပ်ရတဲ့ဆိုရင်ဒီဟာနေပြီးတော့မှဒီ factory ကိုတွားပြီးတော့ထိခိုက်တဲ့ factory ကိုတွားပြီးတော့အကုန်စေးတွေဗောနော်သူနည်းတူပဲဒီအောက်နားလေးကအခု scan name မှာလေးပဲကျွန်တော်တို့အခုလိုဖွင့်ထားတယ်ဆိုလို့ရှိရင်ဘေးပတ်ဝန်းကျင်အနီးအနားမှာရှိတဲ့ဖုန်းတွေဒီဘိုက်တွေကို scan ဖတ်ပြီးတော့လိုက်ရှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ ူအားလည်းပဲအလုတ်အများကြီးလုတ်တယ် wifi screen နဲ့အတူတူပဲအလုတ်အများကြီးလုတ်ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဖုန်းထဲက battery တွေကိုတွားပြီးတော့ထိခိုက်နေပါတော့ဆိုတော့ battery ကလည်းကုန်မြန်မှာတေချာပါတယ်အဲ့တော့ကျွန်တော်တို့နေနဲ့ကိုယ့်ရဲ့ဖုန်းထဲက battery တွေကိုတာရှိခံအုံပြုတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ ဝေဖိုင်းစကင်းနင်းနဲ့ဘူတုစကင်းနင်းကိုဒီညမှာလာပြီးတော့ off လုပ်ပြီးအခုလိုပိတ်ထားပေးလိုက်ပါတော့ကျွန်တော်တို့အနေနဲ့မဖြစ်မနေခုဖုန်းထဲကနေပြီးတော့တခြားဝေဖိုင်းဆက်တွေကိုစကင်ဖတ်ပြီးတော့ရှာကြည့်ချင်နေဆိုတဲ့အချိန်မျိုးမှာဒါမှမဟုတ် bluetooth ကိုလည်းကျွန်တော်တို့အသုံးပြခါနီးမှာချက်မှာကျွန်တော်တို့စကင်ဖတ်ပြီးတော့ရှာချင်နေဆိုလို့ရှိရင်ဒီညမှာလာပြီးတော့ဖွင့်ပြီးတုံးပါတော့မလူ app ဘူးဆိုလို့ရှိရင်တော့ဒီဝေဖိုင်းစကင်းနင်းနဲ့ bluetooth စကင်းနင်းညမှာအမြဲတမ်းဒီလိုပိတ်ထားပေးခုကျွန်တော်အနေနဲ့အကြံပြုရပါတော့ဒါမှတန်လင်းမိတ်ဆွေတို့ရဲ့ဒီဖုန်းထဲကနေ battery ပေါ့နော်ကွန်မြူနတာတွေကိုရှူတာချွတ်ချပေးတော့ မှာပဲဖြစ်ပါတယ်။မိတ်ဆွေရဲ့ဖုန်းတွေက battery တွေကိုပူပြီးတော့ shutter ချွတ်ချပြီးအသုံးပြုချင်နေဆိုလို့ရှိရင်တော့ဒီအောင်နာလေးက brightness ပေါ့နော်ဒီအလင်းမောင်တာလေးကိုမိတ်ဆွေတို့ကအများကြီးမဖွင့်ထားပေနဲ့ဒီအလေးလတ်လောက်ပေါ့နော်ဒီလိုလေးကိုနေ short ပြီးတော့တုံးပါလို့ကျွန်တော်အနေနဲ့ထပ်ပြီးတော့အကြံပြုပါရစေ။တူတူတီကိုမိတ်ဆွေတို့လိုက်ပြီးတော့မခွင့်ထားနေပါတော့တာတီကိုလည်းပိတ်ထားပေးလိုက်ပါ Wi-Fi hotspot တွေကိုဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ပိတ်ထားပေးလိုက်ပါ โอเคဒီလောက်လေးမိတ်ဆွေတို့အသုံးပြတ်တယ်ဆိုလို့ရှင်ကိုမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့ဘက်ထရီတွေဟာတော်တော်လေးကိုဟိုအသုံးစာခံတော့မှာဖြစ်ပါတယ်ဗောနော်ကွန်ပျူတာတွေကိုရှော့ချပြီးတော့မှာပဲဖြစ်ပါတယ်။ Okay ဒါကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲကဘက်ထရီတွေကွန်ပျူတာချင်းရဲ့အကြောင်းနဲ့ကျွန်တော်တို့ဘက်ထရီတွေ မကုံမြန်အောင်ဘလို့ကောက်ွယ်ပြီးတော့အထုံးပြုရမလဲဆိုတဲ့အကြောင်းလေးတွေကိုမိတ်ဆွေတို့ကိုရှင်းပြပေးထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့အခုကျွန်တော်တို့အနေနဲ့စက်တိန်တစ်ခုပေါ့နော်ဒုတိယမြောက်စက်တိန်လေးကိုကျွန်တော်တို့ဆက်ပြီးတော့အတွက်ကြည့်မယ်ပေါ့နော်ဒုတိယမြောက်စက်တိန်လေးကိုကျွန်တော်တို့တွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒါတော့ဒီလိုကိုယ့်ရဲ့ဖုန်းဖုန်း screen တွေကိုပို့ပြီးတော့မြန်ဆန်ပေါ်ပါတွက်လက်တွားအောင်စက်တိန်ချင်းလေးနည်းကိုဆက်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်။ကြည့်လားဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကိုဖုန်းထဲမှာရှိတဲ့စက်တိန်လေးကိုလိုက်ပြီးတော့ရှာလိုက်ပေါ့နော်။ စက်တိန်လေးထဲကိုကျွန်တော်တို့နှိပ်ပြီးတော့ဝင်သွားလိုက်မယ်။ Okay ပြီးတော့တော့ကျွန်တော်တို့ဒီစက်တိန်ထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်နားလေးကဆက်မှာတစ်ချက်နှိပ်လိုက်ပါ။ About ဖုန်းလို့တစ်ချက်ရိုက်ချလိုက်ပါ။ ဟို about phone တို့တစ်ချက်နှိပ်လိုက်မယ်သူကတော့ဒီ about phone ထဲကိုတစ်ချက်နှိပ်မယ်ပေါ့နော် about phone ထဲမှာဝင်ပြီးတော့ကျွန်တော်တို့ဒီအောက်နားလေးက developer option ဆိုတဲ့ဒီ option လေးကိုပေါ့နော်ကျွန်တော်တို့ဖော်ထုတ်ရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ about phone ထဲမှာတစ်ချက် click နေပြီးတော့ဝင်သွားလိုက်မယ်ဒီ about phone ထဲမှာကိုဖုန်းတစ်လုံးနဲ့တစ်လုံးကမတူညီနိုင်ပါဘူးအဲ့တော့အခုကျွန်တော်မိတ်ဆွေတို့ကိုဖြောပြပေးသွားမယ်ဒီ developer option ပေါ့နော်ခဏကကျွန်တော်ပြောပြပေးသွားခဲ့တဲ့ developer option ဖော်ထုတ်တဲ့နည်းကိုဒီမှာဖုန်းမျိုးစားလိုက်ပုံမှန်မူတည်ပြီးတော့ပေါ့နော်ကျွန်တော်တစ်ခုချင်းစီပြောပြပေးမှာဖြစ်ပါတယ် တယ်ဆိုတော့အခုကျွန်တော်သုံးနေတဲ့ဒီဖုန်းဟာ solution vivo ဖုန်းမျိုးစားဖြစ်တယ်ပေါ့နော် vivo ဖုန်းမျိုးစားမှာဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ developer option ပေါ်ထုတ်တာကတော့ကျွန်တော်ဒီ about ဖုန်းထဲမှာဝင်လိုက်ပါပြီးတော့လို့ရှိရင်တော့ကျွန်တော်ဒီအောက်ဖက်နေဆင်းသွားလိုက်မယ်ပေါ့နော် software version ညမှာပေါ့နော်ဒီမှာ software version မှာကျွန်တော်တို့ခုနှစ်ချက်လက်ကိုကျွန်တော်တို့ set type ထောက်ပေးလိုက်ပါဒီမှာပေါ့နော်ခုနှစ်ချက်ကိုကျွန်တော်တို့ set type ထောက်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ခဏက main suite ကိုပြပေးခဲ့တဲ့ ် instable option လေးအရှိမရောက်သွားမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ဖော်ထုတ်ထားပြတာဖြစ်ပါတယ်ဒါတော့ vivo phone တွေမှာကျွန်တော်မိတ်ဆွေတို့ကိုပြပေးတာဗောနော်တချို့ Samsung phone တို့ဒီ Redmi phone တွေပါဆိုလို့ရှိရင်တော့ဒီလိုမပြပင်းနဲ့ဘယ်လိုပြလဲဆိုလို့ရှိရင်တော့ software version နေရာမှာ kernel version ဒါမှမဟုတ် root number ဒါမှမဟုတ် OS version စတယ်ဖြစ်ပေါ့နော်အဲ့လိုနေရာဒီမှာဆိုမိတ်ဆွေတို့ဝင်ပြီးတော့ဒီလိုဆက်တိုက်ပေါ့နော်ထောက်ပေးလိုက်ပါဒါဆိုရှင်တော့တို့ရဲ့ဖုန်းထည်ကဒီ double bar option ပေါ့နော်အဲ့ဒါကိုခေါ်ထုတ်ထားပြတာဖြစ်ပါတယ်အဲ့ဒီ double bar option ထည့်ရနေပြီးတော့မှာပဲကျွန်တော်တို့ရဲ့ဖုန်းမျက်နှာပြင် phone screen နေဖုန်းနေမြန်ဆန်ပေါ်ပါတော့အောင်လုပ်လို့ရမှာဖြစ်ပါတယ်ပေါ့နော် double bar option ခေါ်ထုတ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီ about ဖုန်းထည့်ရနေပြီးတော့ထွက်လိုက်မယ် okay ပြီးရင်တော့ double bar option ထည့်မှာဝင်သွားရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ double bar option ကိုခေါ်ထုတ်ထားပြတာဆိုလို့ရှိရင်တော့ဒီ double bar option ထည့်ကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့ เนาะဒီ systematic meter မှာမဟုတ် about phone ဒါမှမဟုတ် additional setting တွေဝင်လိုက်ပေါ့เนาะပြင် table box option တွေမှာကျွန်တော်ဝင်ရမှာဖြစ်ပါတယ် table box option တွေနှိပ်ပြီးတော့ဝင်သွားလိုက်မယ်ကျွန်တော်တို့ဒီမှာ table box option လေးကိုကျွန်တော် on တစ်ချက်ဖွင့်လိုက်မယ်ပေါ့เนาะ okay ကိုနှိပ်မယ် okay ပြီးတော့တော့ကျွန်တော်တို့ဒီထက်နေပြီးတော့ဆင်းသွားလိုက်မယ် window animation scale ဆိုတဲ့ဟာလေးကိုလိုက်ပြီးတော့ရှာလိုက်ပါ အောက်ပိုင်းမှာရှိတယ်ဗောနော။ Okay ဒီမှာ window animation scale ဆိုတဲ့ဟာလေးကိုတွေ့ပါပြီ။ Okay ဒါဆိုရှင်တော့ကျွန်တော် window animation scale ကိုကျွန်တော်စက်သိမ်းချိန်ကြည့်အောင်နော်။ပေါ်ဆုံးသားလေးက window animation scale လေးကိုအရင်ဆုံး claim နေလိုက်မယ်။ဝယ် animation scale ကတဲ့အမြောက်မှာရှိလေဆိုလို့ရှိရင်မိတ်ဆွေကအပေါ်ဆုံးသားလေးက animation scale တတိမ9အမြောက်နေရာမှာပြောင်းပြီးတော့ထားလိုက်ပါဒီမှာပေါ့နော်။အောက်သားလေးက translation animation scale မှာလေးပဲဒီမှာတတိမ9အမြောက်မှာပဲထားလိုက်ပါပေါ့နော်။ ဒီနေရာမှာလည်းပဲတတိမငါမြောက်มาပြီးတော့ကြောင်းထားပြလိုက်ပါโอเคဒီ၃နေရာမှာအခုလို့တတိမငါအမြောက်มาကြောင်းပြီးတော့ထားပြီဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ဖုန်းနဲ့ဖုန်း screen ပေါ်မှာရှိတဲ့ application software တွေဖုန်း screen တွေဟာပို့ပြီးတော့အမြန်ဆန်ပို့ပါတိုလက်တော်มาပဲဖြစ်ပါတယ်ဗောနော်โอเคဒါတော့ကျွန်တော်ရဲ့ဖုန်းထဲက ဒီ phone screen လေး application software တွေပို့ပြီးတော့အမြင်ဆန်ပို့ပါတွက်လက်တွားအောင်ကျွန်တော်စက်တင်ချင်းတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်စက်တင်တစ်ခုမြောက်ဖြစ်သွားပြီပေါ့နော်နောက်ထပ်စက်တင်တစ်ခုအကြတော့ကျွန်တော်တို့အဒီကိုရဲ့ phone battery ကုန်မြန်ရခြင်းအကြောင်းနဲ့ကျွန်တော်တို့ရဲ့ phone ထဲက internet data တွေမလို app နဲ့ကုန်မြန်နေတာတွေကိုရှော့ချသွားအောင်စက်တင်တစ်ခုကိုချိန်နဲ့နည်းလမ်းလေးကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ် ဆိုတော့အဲ့ဒီ setting က setting တုံးခုမြောက်လို့ကျွန်တော်တို့တက်မှတ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ dw option ထဲမှာပဲဆက်ပြီးတော့ရှိနေရမယ်ပြီးရင်တော့ကျွန်တော်တို့ဒီ animation scale ရဲ့အောက်ဖက်ကိုကျွန်တော်ဆင်းတော့လိုက်မယ်ပေါ့နော် background process limit ကိုလိုက်ပြီးတော့ရှာရမှာဖြစ်ပါတယ်ပေါ့နော် Okay ကျွန်တော်တို့ဒီမှာ background process limit ကိုတွေ့ပါပြီဆိုတော့ကျွန်တော်တို့ဒီ background process limit နေရာမှာဖြတ်နှိပ်လိုက်မယ် Okay ဒါဆိုရှင်တော့ဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ background process limit နေရာမှာကျွန်တော်တို့ ောက်ဘလူးစတိန်တွေချိန်ထားရမယ်။ကောင်းကျူးစူးကျူးတွေကိုပြုတ်ပြပေးမှာဖြစ်ပါတယ်။ standard limit ကကျတော့အပေါ်မှာအခုလိုမှန်ချစ်ကလေးထားရပေါ့နော်။ဒီမူရင်း standard limit မှာထားနေသလိုရှိရင်တော့ကျွန်တော်တို့ရဲ့ဖုံးသေးကစဆိုးဝေးတွေကိုကျွန်တော်တို့အတုံးမပြုတ်ပါပေးနေလေဒီနောက်ခံ background ကနေပြီးတော့အလုံးလုံးနိုင်နေအလုံးလုံးနိုင်တော့ battery တွေကိုစားတယ် battery တွေကိုအတုံးပြုတ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဖုံးသေးက battery တွေကုန်ပြန်စေတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုံးသေးကဒီ application software တွေထဲမှာအတုံးပြုတ်တယ် အင်တာနက်မိုဘိုင်းဒေတာတွေကိုလည်းသူကအသုံးပြုတယ်ဆိုတော့ကျွန်တော်တို့ဖုန်းတွေကမိုဘိုင်းအင်တာနက်တွေကိုလည်းစားတာဖြစ်ပါတယ်ဘောနော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ standard limit နေရာမှာမထားပေးနဲ့ no background process နေရာမှာပြောင်းပြီးတော့ထားမယ်ဆိုလို့ရှိရင်တော့ဘလို့အချူချစ်စုတွေရှိနိုင်မလဲဆိုတော့ no background process set နေရာမှာအခုလိုကျွန်တော်တို့စသိန်ချိန်ထားပြီးတော့တုံးမယ်ဆိုလို့ရှိရင်တော့ဘာရီကောင်းကျူးဆူကျူးတွေရှိတယ်လေဆိုလို့ရှိရင်ကောင်းကျူးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ခုနက ေါ်နားလေးက standard limit မှာ setting ချိန်ပြီးတော့ထားတယ်လို့မျိုးကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ application software အားလုံးထဲကနောက်ခံ background တွေကိုတူကဝင်ပြီးတော့အသုံးပြုခွင့်ရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့ဖုန်းထဲက battery တွေ computer တွေကိုလည်းရှင်းချပေးမှာဖြစ်ပါတယ်ပြီးလို့ရှိရင် ဒီ application software တစ်ခုချင်းစီမှာအသုံးပြုတဲ့နောက်ခံ background ကနေအသုံးပြုနိုင်တဲ့ဒီ mobile internet အသုံးပြုမှုကိုလည်းသူကဝင်တုံးလို့ရတော့မှာမဟုတ်တော့တဲ့ကြောင့်မလို့ mobile internet ကွန်ပျူတာတွေကိုလည်းရှင်းချပေးတော့မှာပဲဖြစ်ပါတယ်နော်ဘယ်လိုຢာတွေကိုသူကဆက်ပြီးတော့အသုံးပြုလို့ရတယ်လို့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ application software တွေထဲမှာကျွန်တော်တို့ကအခွင့်အသုံးပြုတဲ့ software တစ်ခုဆိုလို့ရှိရင်တစ်ခုအဲ့ဒီတစ်ခုထည့်ရနေပြီးတော့မှာပဲသူကနောက်ခံ background မှာအလုပ်လုပ်လို့ရမယ်အဲ့ဒီ application တခုထဲကပဲသူက mobile internet တွေအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဗောနော်။ channel ကိုအသုံးမပြုတဲ့ application software တွေကိုတော့သူ knock and background ကနေပြီးတော့အလုပ်လုပ်လို့ရမှာမဟုတ်တော့ဘူး။အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ no background processor နေရာမှာစက်ပိန်ချင်ပြီးတော့ထားမယ်ဆိုလို့ရှိရင်ခုဖုန်းထဲက battery computer တွေ mobile internet ကုမ္ပဏီတွေကိုရှုတ်ချပေးတော့မှာဖြစ်ဖြစ်ပါတယ်ဗောနော်စူးကျူးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ no background processes နေရာမှာစက်တင်ချိန်ထားမယ်ဆိုရင်ကျွန်တော်အသုံးပြုနေတဲ့ social application software တွေဥပမာ Telegram တို့ Facebook တို့ TikTok တို့ YouTube ပေါ့နော်စတဲ့ဒီ platform တွေမှာ notification တွေတက်လာတာအနေနဲ့နောက်ကျသွားနိုင်နေဗောနော်အဲ့ဒါမျိုးတွေရှိသွားနိုင်ပါတယ် setting ချိန်ထားပြီးတော့အသုံးပြုကြည့်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ဖုန်းထဲကဒီဆူရှေ application ဒီမှာ notification တွေလာတာနောက်ကြတယ်မကြိုက်ဘူးဆိုလို့ရှိရင်လည်းမိတ်ဆွေရဲ့တဘောဒီ standard limit နေရာမှာလာပြီးတော့ setting ချိန်တုံးလို့ရှာပါတယ်ပေါ့နော်အဲ့ဒါတော့စုစုဖြစ်ပါတယ် โอเคဒီညမှာမိတ်ဆွေတို့တဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ဒါဆိုလို့ရှိရင်တော့စက်တိန်၃ခုမြောက်ကိုကျွန်တော်မိတ်ဆွေတို့ကိုပြုတ်ပြပေးသွားတာဖြစ်ပါတယ်ဗောနောနောက်ဆုံးစက်တိန်တစ်ခုအနေနဲ့ဆက်ပြီးတော့ပြုတ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးစက်တိန်လေးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းဟာအင်တာနက်ဖုန်းလိုက်တာနဲ့ပုံနာလေးက notification မှာပဲဖြစ်ဖြစ်ဒီ Play Store ပေါ်က application software တွေ auto update လာတယ်ဗောနော update လာတဲ့ application software တွေကိုကျွန်တော်တို့ auto update မဖြစ်အောင်ဘယ်လိုပိတ်ထားရမလဲဆိုတဲ့ညီလိုင်းကိုပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီ Play Store ပေါ်က application တွေ auto update လုပ်နေတဲ့ကာလပတ်လုံးမှာဖုန်း internet storage မလုံလောက်တဲ့ပြဿနာဟာရှိနေမှာဖြစ်ပါတယ်ဗောနော်ဘာဖြစ်လို့လဲဆိုရင်တချို့ဖုန်းတွေဟာဖုန်းတူလောင်ခန်းဖြစ်တဲ့ internet storage များတဲ့ဖုန်းတွေမှာဘာမှပြဿနာမရှိဘဲနဲ့ဒီဖုန်း internet storage ဖုန်းသူလောင်ခံနေတဲ့ဖုန်းတွေမှာဆိုလို့ရှိရင်ဒီ Play Store ပေါ်က application တွေ auto update ဖြစ်တာဟာကျွန်တော်တို့အတွက်ကြီးမားတဲ့ပြဿနာဖြစ်တယ်ပေါ့နော်။သူလောင်ခံမလုံလောက်တဲ့အတွက်ကြောင့်မလို့ auto update တင်တိုင်းမှာ file site တွေပို့ပြီးတော့ကြီးလာမယ် internet storage ဖုန်းသူလောင်ခံမှာနေရာပို့ပို့ပြီးတော့စားလာတာဖြစ်ပါတယ်ပေါ့နော်။စားလာတဲ့ခါကျတော့ဖုန်း internet storage ထဲကနေရာတွေဟာအလွတ်မရှိဘဲနဲ့ပြီးသွားတတ်တယ်။နောက်ဆုံး application တွေထပ်ပြီးတော့ download ဆွဲလို့မရတော့တဲ့အခြေအနေမျိုးထိရောက်သွားတတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဖုန်းထဲမှာရှိတဲ့ Google Play Store ထဲက application auto update ဖြစ်နေတာကိုလည်းပိတ်ထားဖို့အကြံပြုတယ်ပေါ့နော်ဆိုတော့ဘယ်လိုပိတ်ထားမလဲကျွန်တော်တို့ကြည့်လိုက်မယ် Play Store ထဲဝင်လိုက်မယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ profile icon ထဲကိုနှိပ်လိုက်ပါစတိန်ထဲကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီ network preference ဆိုတဲ့နေရာမှာတစ်ချက် click နှိပ်လိုက်ပါ ီမှာ auto update ad ဆိုတဲ့နေရာမှာကျွန်တော်တို့ click နေပြီးတော့ check online မယ်။ okay အခုကျွန်တော်ကတော့ don't auto update app ဆိုတဲ့နေရာမှာ setting ချိန်ထားတယ်ပေါ့နော်တကယ်လို့မိတ်ဆွေတို့က play store ပေါ်က application တွေ software တွေ auto update တက်နေတယ် auto update down ဆွေးနေတယ်ဆိုလို့ရှိရင်တော့အပေါ်နားလေးက update all app overwhelm file ဒါမှမဟုတ်ဒီအောက်နားလေးက update with limit စတဲ့ဒီနေရာတွေမှာရှိကောင်းရှိနေနိုင်တယ်ပေါ့နော်။ overway file only စတဲ့ဒီနေရာတွေမှာရှိကောင်းရှိနေနိုင်တယ်။ဘယ်နေရာမှာပဲရှိရှိမိတ်ဆွေကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ Play Store ပေါ်က application software တွေကို auto update မပေးချင်ဘူးဒီ don't auto update နေရာမှာပြောင်းပြီးတော့ထားလိုက်ပါဒါဆိုလို့ရှိရင်တော့ Play Store ပေါ်က application software တွေဟာ auto update တက်တော့မှာမဟုတ်တော့ဘူး Play Store ပေါ်က application တစ်ခုဒီတစ်ခု auto update ဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီ application တစ်ခုချင်းစီမှာပါလာတဲ့ file site တွေဟာလည်းမနေဘူးအဲ့ဒီ file site တွေဆိုလို့ရှိရင်ကိုယ့်ရဲ့ phone internet storage ထဲမှာတွားတွားပြီးတော့နေရာယူတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကိုမိတ်ဆွေတို့တပိုးပေါင်မေတို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီမှာ3 auto update auto update ကိုပိတ်ထားပြီးတော့ကိုလိုအပ်တဲ့ application တွေကိုပဲတွားပြီးတော့ blue update လုပ်မလဲဆိုတာလေးကိုတစ်ခါလေးပြုတ်ပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အခုလိုထားလိုက်မယ်ပြီးတော့တော့ကျွန်တော်ဒီထက်ကနေထွက်လိုက်မယ်ပြန်စတင်ထဲမှာတစ်ချက်ပြန်ပြီးတော့ဝင်လိုက်မယ် ပြီးလို့ရှိရင်တော့ကျွန်တော်တို့ manage app ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်ပါ update on နေရာမှာမနှိပ်ပင်နဲ့ see the due နေရာမှာတစ်ချက်ကြည့်လိုက်မယ်ဒီ update all ဆိုတဲ့နေရာမှာရှိနေတဲ့ application software တွေအကုန်လုံးဟာကျွန်တော်တို့ရဲ့ဖုန်းထဲမှာ download ဆွဲယူထားတဲ့ install လုပ်ထားတဲ့ application တွေပဲဖြစ်ပါတယ်ဗျနော်ဘယ် application က update ပေးဖို့လိုတယ်ဆိုတာကိုဒီနေရာမှာတူလာပြီးတော့ပြပေးထားတယ်ဗျနော်ဥမာအခုဒီမှာ Facebook ကို update ဆိုပြီးတော့ဒီမှာ update ပြတယ်ကိုက Facebook ကို update ယူမယ်ဆိုလို့ရှိရင် update ကိုနှိပ်ပြီးတော့မှ Facebook app တခုထည့်ဖို့ပဲတည်တံ update လုပ်ယူလို့ရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ update all ကိုနေပြီးတော့ယူလိုက်မယ်ဆိုလို့ရှိရင် app တခုချင်းစီမှာရှိတဲ့ file size ကြီးချိလိုက်ပါဒီမှာ easy share နေရာမှာ10 MB ရှိတယ် Facebook ဆိုလို့ရှိရင်တော့100နဲ့10 MB တောင်ရှိတယ်အကုန်လုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ gigabyte ठी ပေါ့เนาะ GB ठी တောင်ရှိသွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဖုန်းတွေက internet storage မလုံလောက်တဲ့ဖုန်းတွေမှာဆိုလို့ရှိရင်ဒါတွေအကုန်လုံး auto update ကြီးပဲဖြစ်နေတယ်ဆိုလို့ရှိရင်အဆင်မပြေဘူးနောက်ဆုံးကိုယ့်ရဲ့ဖုန်းထဲမှာ internet storage တွေလုံးဝအသုံးစားလို့မရပဲဖြစ်သွားနိုင်နေပါတော့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဖုန်းထဲကဒီတူတောင်ခန်းတွေမှာနေရာခဏခဏပြည်တာတွေကျွန်တော်တို့နားမလည်ပေနဲ့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ဒီ play store ထဲမှာလာပြီးတော့ application software တွေကို auto update ပိတ်ပေးလိုက်ပါတော့ မလိုအပ်တဲ့ application တွေကိုခုဖုန်းထဲကနေပြီးတော့ install လုပ်လိုက်ပါပြီးလို့ရှိရင်အခုလို Play Store မှာ app auto update ကိုလာပြီးတော့ပိတ်ထားလိုက်ပါကျွန်တော်အနေနဲ့မိတ်ဆွေတို့ကိုအကြံပြုလိုပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးသွားတဲ့ဒီ setting တွေဟာမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် video ကို like and share များလုပ်ပေးသွားနိုင်ပါတယ်နားမလည်တာတွေရှိရင် video အောက်မှာ comment လေးတွေရေးပေးသွားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြရအောင်အားလုံးပဲမင်္ဂလာပါ